အမုံတရားဟာမေတ္တာနဲ့လို့မအောင်မြင်ဘူးဆိုရင် နောက်ဒီလန်းတစ်ခုသုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုရင်ဒီလူဟာအခုလိုလူဝရောက်နေပေမဲ့တို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲတနာစရာတရားဝပဲ နာသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးเสียမလို့သူ့ဘာသူ့ဒုက္ခရောက်မဲ့လူဖြစ်တယ်အတော်သနာဆရာကောင်းတဲ့တရားဝါပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့တော့ကရုဏာထားရင်ရှင်내ကအမုန်းတရားဟာပြောက်သွားနိုင်တယ်စမ်းကြည့်ရမှာတော့ဒါလေးဟာအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချလူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စီးယူတဲ့သဘောဖြစ်တယ်နော် အပေါ်သေးယူရယူတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲဒီလိုတဏှာချင်နာတဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပိ္ခာထားလိုက်ပါဥပိ္ခာလို့ဆိုတာဟာပါလဲဆိုလို့ရှိရင်ချစ်ချင်းမုန်းချင်းကိမမိုင်းမသိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော် တွေးခေါ်မျိုးဘုရားကလာနဲ့တိတာမမယေတွေးခေါ်မျိုးမျိုးဘုရားကလာနဲ့တိတာမမဟုတ်ဘဲမမယေတွေးခေါ်မျိုးမျိုးမှုမမယေတွေးခေါ်မျိုးမျိုးမှုဆိုတာကတော့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူး ဖရသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်မှန်မှရင်ရင်တွေးခေါ်မျှော်မြင်မှုမှန်မှရင်ရင်တွေးခေါ်မျှော်မြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူး ကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရာသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ် မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်တင်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလူဟောမယ်ဆိုရင်ပဏ္ဍိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ခေါ်ရမရောက်ပေဘူးလားရောက်တယ်နော်ဖရဲသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့ သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလားအေးအာဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်အဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြမိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ ဖရာသခင်ကဖန်တင်တာဒါကြောင့်မို့လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပဏ္ဏတိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရာသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏတိပါဒကို ကုသိုလ်လိုဟောတာ ਨੇ မတူဘူးလားအေးအာဓမ္မကိုဓမ္မလိုဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာเนาะအဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတယ်ထင်တတ်မှာပေါ့အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်တတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲ အဲ့လိုတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သေးတဲ့အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကျင့်တတ်မှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေက ကျင့်နဲ့မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျင့်နဲ့နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ် အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေတယ်။အဲ့တော့မကောင်းရင်တင်တတ်မှာပေါ့။အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်တတ်နိုင်ဘူး။သူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲ။အဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့။ အဲဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကျင့်တတ်မှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်တတ်နိုင်ဘူး သူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိုက်မယ်အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်တယ် အဲ့တော့မကောင်းရင်